အဲ National Costume Competition အတွက်ဆိုရင်တော့ပြည်သက်တွေမထင်ထားရတဲ့အမ်ပုံစံမျိုးလေးနဲ့ချက်ပြတ်သွားမှာပေါ့နော် အာအရန်ရင်ခုန်နေပါပြီအဲ final လဲရမ်းရောက်ချင်နေပြီပေါ့နော်ဟုတ်ဘာလို့ရောက်ချင်နေလဲဆိုတော့အဲ ready လဲဖြစ်နေပြီပြီးတော့အဲ့ဒီကြရင်ဘယ်လောက်ထိရင်ခုန်အောင်လဲဆိုတော့ကြိုတွေးနေရပါတော့အများကြီးကြိုတွေးနေရတွေးချင်တော့ရမ်းရောက်ချင်နေ strong ဖြစ်နေရလဲပါတယ်ပြီးတော့နူးညံ့နေရလဲပါတယ်ဆိုတော့အာစဉ်းစားတော့ခက်နေမှာပေါ့เนาะအဲနူးညံ့လဲနူးညံ့တယ် strong လဲ strong ဖြစ်တယ်ဆိုတော့အဲအဲ့လိုမျိုးစကားလုံးရဲ့အနောက်ကပုံစံလေးကဘလို့ဖြစ်မလဲပေါ့เนาะအဲအဲ့ national costume မှာဘလို့ပုံစံမျိုးလေးလဲဘလို့မျိုးနူးညံ့ထားရလဲဘယ်ဘက်မှာနူးညံ့ပြီးတော့ဘယ်ဘက်မှာ strong နေရလဲဆိုတာလေးအဲအရင် detail ကြတော့လေอืมဒီဝတ်စုံစပြီးတော့ပေါ်လာနဲ့အရင်သဘောကျနေရဟုတ် အာအရန်ရင်ခုန်နေပါပြီအာ final လည်းအရန်ရောက်ချင်နေပြီပေါ့နော်ဟုတ်ဘာလို့ရောက်ချင်နေလဲဆိုတော့အာ ready လည်းဖြစ်နေပြီပြီးတော့အနေကြရင်ဘယ်လောက်ထိရင်ခုန်အောင်လဲဆိုတော့ကြိုတွေးနေရပါတော့အများနဲ့ကြိုတွေးနေရတွေးချင်တော့အရန်ရောက်ချင်နေအာအကောင်းဆုံးတော့စူးစမ်းထားတယ်အကောင်းဆုံးစူးစမ်းထားအောင်လည်းအကောင်းဆုံးချပြတော့မှာပါဟုတ်အာ national costume competition dress ဆိုရင်တော့ပြည်သက်တွေမထင်ထားတဲ့အမ်ပုံစံမျိုးလေးနဲ့ ချပြသွားမှာပေါ့နော်အဓိကကတော့မိထီလာကန်တွေကတမိုင်းချောင်းပေါ့နော်ဟင်းစလေးနည်းနည်းပေးထားတယ်နည်းနည်းလေး spoil ထားတယ်ဘလို့ပုံစံမျိုးလေးဆိုတော့နုလဲနုညံ့မယ်အမ်ပြီးတော့နည်းနည်းလေးလေးအာ strong ဖြစ်တာလေးပါမယ်နှစ်ခုလုံးအန်ဒီကြလို့ရှိရင်ပရိသတ်တွေရဲ့ feedback လေးတွေလည်းအရင်ပြန်ကြားရချင်နေပေါ့နော်ဟုတ် ဖိုင်နေကတော့စိတ်လှုပ်ရှားဆုံးပဲပြီးတော့ national costume ပေါ့နော်ဘာလို့လဲဆိုတော့အများကြီးလဲအားတွေစိုက်ထုတ်ထားရတယ်ဆိုတော့လေဟုတ်အလားဆုံးကတော့ um တုံးရောက်ပြီးပို့ရွေးချယ်ထားရပေါ့နော်ဒီနှစ်ကတော့တုံးစုဆိုတော့အာကိုပို့ပြီးတော့ရင်ခုန်တယ်ပေါ့နော်မနစ်ကဆိုနှစ်စုပဲဒီနှစ်ကတုံးစုဆိုတော့အမ်အများကြီးရင်ခုန်တယ်ဘယ်စုမှလဲကိုပါမလဲပေါ့နော်အာကိုစုရအောင်ဘယ်လောက်ထိစူးစမ်းထားလဲဆိုတာလေးလည်းချက်ပြဖို့ပေါ့နော်ဟုတ် ဒီ journey တစ်လျှောက်မှာတော့စိတ်အတက်ကြရရောရှိတာပေါ့နော်အဲဒါပေမဲ့လည်းအကောင်ဆုံးစိတ်ကိုပြင်ဆင်နေပြီးတော့ကြိုးစားတယ်ကြိုးစားတာဆိုတာလည်းအဲကြိုးစားရဆိုတဲ့စကလုံးရဲ့နောက်မှာလည်းအများကြီးအများကြီးရှိတယ်လေနော်အဲအများကြီးရဲ့စကလုံးနောက်မှာလည်းအများကြီးရှိပါသေးတယ်အဲ့တော့ပြပြလို့မကုန်နိုင်ဘူးပေါ့နော်အများကြီးကြိုးစားထားတယ်ပြီးတော့အဲ final ကျရင်လည်းကို့အတွက်အကောင်ဆုံးဖြစ်နေအောင်ပြီးတော့ကို့အတွက်လုံးဝ memorable ဖြစ်နေအောင်လည်းအဲအများကြီးပြင်ဆင်ထားတယ်ဟုတ် နောင်တမရအောင်ပေါ့နောင်တမရအဓိကတော့နောင်တမရအောင်လုတ်ခဲ့အခုလုတ်ခဲ့တလျှောက်လုံးမှာဆိုရင်အဲနောင်တရတာမရှိသေးဘူးပေါ့နော်ဟုတ်အာ final တော့လဲဆိုရင်အများကြီးကြိုးစားနေရဲအဲပြီးတော့ပရိသတ်တွေအားပေးကြရဲချစ်ပေးကြရဲကျေးဇူးအများကြီးတင်နေ ပြီးတော့ဝေဖန်ပေးရတယ်ရောပေါ့နော်အကြံပြုပေးရတယ်တော်လဲအာကျေးဇူးအများကြီးတင်နေအများကြီးလဲ support ပေးကြရဲပြီးတော့အာ vote ဒီနေလဲစနေပြီဆိုတော့အာပြီးကုန်းမှာအားလုံးပဲအာ vote ပေးကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ် အမ် national costume ကိုတော့တကယ်ကိုအမိုက်စားလုပ်ထားတယ်တကယ်အမိုက်စားဟိုလုံးဝအဲဘယ်လိုပြောမလဲပရိသတ်တွေမထင်ထားလောက်မဲ့အမိုက်စားပေါ့နော်အဲဒီဇိုင်နာကတော့မသက်ဆန်နေဦးဖြစ်ပါတယ်အဲတော့အမ်မကြိုက်ခင်မှာလဲဒါ client ရဲ့ national costume ကိုအမ်မြင်တွေ့ရရမယ်ဆိုတော့ပေါ့နော်ဘယ်လောက်ထိအမိုက်စားဖြစ်နေမလဲဆိုတာကိုဆက်ပြီးတော့အဲဆောင်းကြည့်ပြကြပါအောင်ပြကြပါမယ် အမ်သဘောကျရယ်ဘာလို့လဲဆိုတော့ဆနာပြောသလိုအမ် strong ဖြစ်နေရလဲပါတယ်ပြီးတော့နူးညံ့နေရလဲပါတယ်ဆိုတော့အမ်စဉ်းစားတော့ခန့်နေမှာပေါ့နော်အမ်နူးညံ့လဲနူးညံ့နေ strong လဲ strong ဖြစ်တယ်ဆိုတော့အမ်အဲ့လိုမျိုးစကားလုံးရဲ့အနောက်ကပုံစံလေးကဘလို့ဖြစ်မလဲပေါ့နော်အဲအဲ့ national costume မှာဘလို့ပုံစံမျိုးလေးလဲဘလို့မျိုးနူးညံ့ထားရလဲဘယ်ဘက်မှာနူးညံ့ပြီးတော့ဘယ်ဘက်မှာ strong နေရလဲဆိုတာလေးအဲအရင် detail ကြတော့လေး อืมဒီဝတ်စုံစပြီးတော့ပေါ်လာတဲ့အရင်သဘောကြတယ်ဟုတ်အပိဂျာပရိသတ်တွေ Miss Universe Myanmar Journey တစ်ချောင်းလုံးမှာအဲချစ်ပေးကြရဲအပိဂျာရဲပြီးတော့ဝေဖန်ချန်ပြုတ်ပေးကြရဲတော့လေကျေးဇူးများကြီးတင်ပါတယ်ပြီးတော့အဲ voting နေလဲစနေပြီဆိုတော့အားလုံးပဲဒီကုန်းမှာပို့ပေးဖို့လည်းပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်ကျေးဇူးပါရှင်